ကျမကတော့တင်ဆက်သူမဆန္နာပါပြင်းရမန်ဇလံကောင်းများနဲ့စိတ်ဝင်စားဖို့မြုခင်းဇလံကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့အမန်ယူကျူချန်နယ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံကောင်းလေးကိုလေခံစားနားဆင်အားပေးကြပါအောင်ရှင်ဆရာကျွန်တော်အမှုတိုင်တယ်လို့မဝင်မရေးဟန်ပန်အမှုရှာနေစကားဆိုလိုရင်းကိုသူတို့နဲ့ရှင်းရှင်းပြောလာသူတယောက်ကို ဂျာဝင်မှုဒူရဲအုပ်အောင်တန်းနေတူကျွန်တော်ပါရောင်ပြီးတော့အကဲခတ်ကြည့်ရှုလိုက်တယ်မမောရဲတဲ့စကားအသုံးနှုန်းခရယယဟန်ပန်အမှုရာတို့ကထိုသူရဲ့ယူသားမှုတပိုင်းတစားကိုလှိဟပေါ်ပြနေသည်အသက်ရွယ်အပြင်တော့25နှစ်ခန့်ရှိပြီးအရက်9ပေ6လမခန့်ရှိယောက်ျားသားလူရွယ်တယောက်နဲ့၎င်းနှင့်တက်တူရွယ်တူလုံကြီးပေါလမိမပြိုတယောက်တို့မှတာဝန်မှုစပွဲရှိမှရက်နေကြပြီး ၎င်းတို့ရဲ့ခွင့်ပန်စကားအပေါ်ပြန်လည်အပြေပြီးပြောကြားလာမယ့်တာဝန်မှုရဲ့စကားတန်ကိုအာကိုကြီးစွာငန်းလင်းလျက်ရှိနေကြရီခမရကဘသူလဲခမရနောက်ကအမျိုးသမီးကရောဘာတော်ဆက်တယ်လဲဘာကိစ္စအတွက်အမှုတိုင်ကျင်တာလဲလိုအပ်တာကိုပြောပါကျွန်တော်ကူညီဆောင်ရွက်ပေးပါမယ်အမှုတိုင်ကျင်လို့လို့ပြောလာတဲ့အမျိုးသားကိုတာဝန်မှုဒူရဲအုပ်အောင်တဲ့မှာအမှုတိုင်လို့ရတဲ့အကြောင်းရင်းကို မေးမြန်းစူးစမ်းလိုက်တယ် ျွန်တော်နာမည်ဇော်ကြီးပါ။စိုက်ကားနည်းနဲ့အလုံးနဲ့အတန်မွေးပါရယ်။နေတာကတော့18ရက်ကွက်မှာပါ။ဒါပေမဲ့ကျွန်တော်ကိုပိုင်အိမ်မဟုတ်ပါဘူးဆရာ။အိမ်ကားနဲ့နေရတာပါ။ကျွန်တော်နဲ့အတူပါလာတာကကျွန်တော်ဇနီးပါ။နာမည်ကတော့မူယာလို့ခေါ်ပါရယ်။ဆင်းရဲနွမ်းပါမှုကိုအကြောင်းပြုပြီးကျွန်တော်ဇနီးမူယာက သူတစ်ပါးအိမ်မှာအဝိရှော်တဲ့အလုံးနဲ့တခြားအိမ်မှုကိစ္စတွေလှုပ်ဆောင်ပြီးတပတ်တလန်းကမိသားစုအတွက် ဝင်ငွေရအောင်အလုပ်လုပ်နေရှာသူပါအခုကျွန်တော်အမှုတိုင်ချင်တာကကျွန်တော်အမျိုးသမီးနဲ့ပတ်သက်ပါတယ်မရှက်တန်းပြောရရင်တော့ကျွန်တော်အမျိုးသမီးမူရာကိုလူတယောက်ကအာဓမပြုကျင့်စော်ကားဖို့စူးစမ်းအားထုတ်တဲ့ကိစ္စကိုမကြေနပ်လို့တရားဥပဒေနဲ့အညီဖမ်းဆီးအရေးယူပေးဖို့အကူအညီတောင်းတာပါခင်ဗျမထေမှတ်တဲ့စကားကြောင့်တာဝယ်မှုဒူရဲ့အုပ်အောင်တန်းရောကျွန်တော်ပါ ရုတ်တရက်အန်အန်တင့်သွားပြီးမှင်တက်မိသွားကြတယ် အခန်းတစ်ခုလုံးအကြတန်အောင်ကြားရလောက်အောင်ကိတကနာတိတ်ဆိတ်သွားရီဇော်ကြီးရဲ့ဇနီးမမှုရာမှာခေါင်းကိုအောက်ငုံပြီးကျမ်းမြင့်ကိုတွေ့တွေ့ကြီးစိုက်ကြည့်နေရီအိမ်တော်တွေများဖြစ်ကြတော့လေမြမမင်းကလေးပြီပြီရှက်ကြောက်ဆိုးရွားမှုများအထင်းသားပေါ်လွင်နေရီအကြံငယ်ကြားသွားမှဂျာဝင်မှုဒူရဲအုပ်အောင်တန်းကဟင်ကနဲ့တပြင်းတစ်ချက်ကိုချပြီးမိကွန်ထုတ်လိုက်ပါရီခမရစနီးမမှုရာကိုဘသူကအာဓမပြုခြင်းမှုစူးစမ်းခဲ့တာလဲ ခမရကဘလို့ပဲပုံဘလို့နီးနဲ့တိခဲ့တာလေကျွန်တော်ကိုပြည့်ပြည့်စုံစုံပြောပြပါအောင်ဒီလိုပါစရာလွန်ခဲ့တဲ့၄ရက်လောက်ကပေါ့ညနေခင်းပိုင်းအချိန်ကလေးမှာကျွန်တော်ကအိမ်နီးချင်းအတော်တယောက်နဲ့အိမ်မှာစကားဆက်မိပြောဆိုနေတော့၃ရက်ကွက်မှနေတဲ့အောင်လွင်ဦးဆိုတဲ့သူရောက်လာပါတယ်အောင်လွင်ဦးဆိုတာကကျွန်တော်အမျိုးသမီးအဝေးလျှော်တာတို့အိမ်မှုကိစ္စဆောင်ရွက်ပေးတာတို့စားတဲ့အလုပ်တွေတွားပြီးလုပ်ပေးနေရတဲ့ အန်တီဝဲလို့ခေါ်တဲ့အတော်ကြီးတယောက်ရဲ့တူတော်ဆက်ပါရီအောင်လွင်ဦးကကိုစောကြီးမမှုရမရှိဘူးလားအန်တီဝင်းကျမ်းမာရေမကောင်းလို့စေးုံတင်ထားရီအထူးသူနာပြုတွေငှားထားတာပတ်စံသာယူသွားရီအန်တီဝင်းကိုလာပြီးမပြုစုမဆောင်ကြောက်ကြဘူးဗျာဒါကြောင့်အန်တီဝင်းကိုညာအိပ်ပြုစုကူညီပေးဖို့မမှုရကိုလာပြီးတော့အကူအညီတောင်းတာပါမူရဈေးဆိုင်ခဏတော်ရီကိုအောင်လွင်ဩဟိုမှာပြောရင်းဆိုရင်လည်းပြန်လာပြီ ဟေးမူယာဒီမှာကိုအောင်လွင်ရောက်နေတယ်အန်တီဝင်းဈေးရုံတင်ထားရလို့တဲ့အဲ့ဒါလိုက်ပြီးဈေးရုံမှာညာဆောင်အိတ်ကူညီပေးဖို့မူယာကိုလာခေါ်နေတယ်လိုက်တော်ပေးလိုက်ပါအောင်ကွာကျွန်တော်မူယာကိုအောင်လွင်ဥနောက်ကိုထည့်ပေးလိုက်မိတယ်ဇေယအန်တီဝင်းမိသားစုနဲ့ကျွန်တော်တို့လင်မယားဆက်ဆံလာတာခုနှစ်နှစ်လောက်ရှိပြီဆိုတော့လေကျွန်တော်လည်းယုံကြည်မိပြီးထဲလိုက်မိပါရဲ့ဇေယဒါပေမဲ့ဇေယရဲ့ကိုအောင်လွင်ဒါကဘယ်လဲ ဈေးရောင်ကမသွားဘဲနဲ့ဘဲကိုနင်းနေတာလေအောင်လွင်ဦးရဲ့စပိတ်မှာဈေးရောင်ဘက်ကိုမသွားဘဲငါးလမ်းဘက်ကိုဥတည်နင်းနေတော့စပိတ်နောက်ကလိုက်ပါလာတဲ့မူရမှာမင်းမြန်စူးစမ်းလိုက်တဲ့ဈေးရောင်မှာညာအိတ်ဖို့အတွက်အိယာလေးနဲ့အသုံးဆောင်ပစ္စည်းတွေအိမ်မှာပြန်ယူရအောင်မှမို့အိမ်ဘက်ကိုနင်းနေတာပါမူရရဲ့တဘာဝကြလာတဲ့အောင်လွင်ဦးရဲ့အဖြေစကားကြောင့်မူရဘက်ကဘာမှရှေ့ဆက်မပြောဘဲစပိတ်နောက်ကစီးနင်းလိုက်ပါခဲ့တယ် ငါးလန့်နေအိမ်ကိုရောက်တော့မူရရင်အိမ်ထဲဝင်ပြီးတော့ပစ္စည်းတွေတဲကူပေါင်းအိမ်ပေါကမှာရန်နေသူမူရကိုအိမ်ခန့်အတွင်းမှာအောင်လွင်ဦးခေါ်တော့မူရကအိမ်ထဲကိုဝင်မိတာနဲ့တပြိုင်နက်တည်းအကြံသမားအောင်လွင်ဦးကအိမ်တကားချက်ကိုထိုးလိုက်ပြီးဇာတိပြလာရီမူရကိုအမှန်တိုင်းပြောမယ်ကွာအန်တီဝင်းဈေးုံတက်ရတယ်ဆိုတာမဟုတ်ဘူးအန်တီဝင်းနေကောင်းနေဘာမှမဖြစ်ဘူး ကိုမိမနဲ့ကလေးတွေရန်ကုန်ကိုသွားနေကြတာတော်တော်ကြားသွားပြီအထီးကျန်ဆန်းပြီးတော့တယောက်တည်းဖြစ်နေတဲ့ကိုဘဝမှာမင်းနဲ့အတူနေရရင်သိတ်ကောင်းမှာပဲဆိုပြီးအကြံရလို့မင်းယောက်ျားစော်ကြီးကိုတမင်ညာပြောပြီးမူရကိုဒီအိမ်ကို တမင်ခေါ်လာခဲ့တာစင်ရဲလုံးနဲ့မင်းဘဝဒုက္ခရောက်နေတာကိုလည်းမကြည့်ရဘူးကွာတနာရီဒီညကိုနဲ့အတူနေကြရအောင်တော့ရှင်ဘလို့စကားပြောလိုက်တာလေကိုအောင်လွင် ျမမှာယောက်ျားရှိတယ်ခလေးလေးရှိတယ်ဒီလိုပဲရှင့်မှာလဲမိမနဲ့ခလေးနဲ့အားလုံးဟာအိမ်နောင်သေးတွေကြီးပဲရှင်ပြောတယ်လို့ကျမတို့လင်မယားဘဝကဆင်းရဲတာမှန်တယ်ဒါပေမဲ့ဇာရိတမဆင်းရဲဘူးဇာရိတအပိုင်းမှာမညံဖြစ်မှုရှင်လဲဇာရိတအပိုင်းမှာမဆင်းရဲအောင်ကြိုးစားတင်တယ်ကျမကိုအိမ်ပြန်ပို့ပေးပါစဉ်းစားပါအောင်မူရရဲ့မင်းငါနဲ့နေရင်ချမ်းသာမှာပါကွာကျမစိတ်ချမ်းသာတာပဲလိုချင်တယ် လူမှုရေးဖောက်ပြန်တာအလွန်မုန်းတယ်။မူယာရဲ့ခါခါတီးတီးညင်းဆိုနေမှုများကြောင့်အောင်လွင်ဥမာအကြက်ရိုက်နေပြီ။တနာယာက ဖုံးလွှမ်းနေတဲ့အောင်လွင်ဥမာမှုံယုံနေတဲ့စိတ်များနဲ့အမားမှန်မဝေခွဲတတ်တော့ပေမိမိရဲ့ဇန္နာပြေးဝရေးအတွက်သာအကြံထုတ်နေတယ်။ဒါဆိုရင်လေဒီအိမ်မှာပဲခဏစောင့်နေအောင်မူယာမင်းစိတ်မပါရင် ကိုလက်လျှော့လိုက်ပါပြီ။ကိုမင်းကိုပြန်ပို့ပေးပါမယ်။အခုတော့အပြင်ခဏသွားအောင်မယ်ကွာ။ ောင်လွင်ဦးကမူရကိုကျွေးတိတ်စကားဆိုလိုက်ပြီးအင်တကားများကို အပြင်ကတော့ခတ်ခါမူရကိုအခန်းတွင်မှပိတ်လောင်ထားခဲ့ပြီးမျိုးရဲကို ထွက်လာခဲ့သည်ခြေလမ်းများကပုံဆိုင်စီကို ပုံဆိုင်မှာစိတ်တိုင်းကျရဲစေးတင်ပြီးနောက်အင်ကိုအောင်လွင်ဦးပြန်လာ၏အဝေးစီမှာ နာယီတန်ချောင်းခောက်တန်ချောင်းညနှစ်နာရီထိုးနေပြီဖြစ်ကြောင်းအောင်လွင်ဦးသိလိုက်သည်အင်းဒီချိန်ဆိုရင်တော့မူရအိတ်လောက်ပြီဒါမှအတော်ပဲ ။သူအိတ်နေတယ်ပြီအတူဝင်အိတ်လိုက်ရင်ကိုဆန္ဒပြေသွားမှာပဲ။အောင်လွေဦးကကိုအတွင်းနဲ့ကိုပီတိဖြစ်နေပြီးအင်တကားတော့ကို ဖွင့်ကောင်းအင်အတွင်းကိုဝင်လိုက်တဲ့အခါမူရမာအိတ်ခန့်အတွင်းမှာမအိတ်သေးပဲငိုနေတာကိုမြင်ရတယ်။ဟမ်မူရမအိတ်သေးပဲနဲ့ငိုနေတယ်။မူရငိုနေတော့ကိုစိတ်မကောင်းဘူးကွာ။အောင်လွင်ဦးကခြေတော်လက်တော်နဲ့မူရကိုတိုင်ဖက်ရင်စီယုံစကားပြောဆိုလိုက်တယ်။ဖဲ့နော ကျမអော်လိုက်ရမလားရှင့်ကိုကျမတောင်းမနေတာမရဘူးလားអော်မင်းကဒီလောက်တောင်ဖြစ်နေတာကိုအนูနီးနဲ့မရတော့လေအကျန်းဒီ3ယောက်မှာပေါ့ကွာဒီမှာမင်းអော်ရရင်អော်လိုက် မင်းကိုတက်ပြပြီးမြေမြုပ်ပြမယ်ဒီချိန်မှာမင်းကိုငါတက်လိုက်ရင်ဘသူမှတိမှလည်းမဟုတ်ဘူးကွာအဲ့ဒီတော့အေးစစ်စစ်ပြောလို့မရရင်တက်ပြရုံပဲရှိတာပေါ့ကွာစမ်းကြည့်လိုက်စမ်းတကယ်တမ်းယောက်ျားနဲ့မိန်းမအားစမ်းပြီဟေးဆိုရင်လေမိမသားတယောက်အနေနဲ့ ယောက်ျားတယောက်ကိုရှင်နိုင်ဖို့ဆိုတော့လွယ်ကူတဲ့အရာမဟုတ်ပါ။ကြအပြင်အောင်လွင်ဦးပြောသလိုမိမိကိုတကယ်တတ်ပြင်မယ်ဆိုရင်တော့ဘယ်သူမှမသိနိုင်။မိမိသားအသက်ဆုံးရှုံးပြီးခင်မွန်းတယ်နဲ့ကြွေကွင်းရမယ်။ဒါကြောင့်မူရာကအောင်လွင်ဦးကိုပြည့်ရဲသုံးပြီးဆက်ဆံမှာဖြစ်တော့မှာဖြစ်ကြောင်းနားလေသဘောပေါက်သွားပြီးမိတို့မိပုံပြည့်ရဲစင်ရမှာကိုစင်စာတွေးတော်နေမိ၏။မင်းငါပြောတာသဘောပေါက်လားမူရာ။မင်းအသက်မသေးခြင်းရင် ြည်ပြည်လည်းလည်းဖြစ်အောင်နေပေါ့ကွာကျမစိတ်ညစ်တယ်စိတ်ညစ်ရင်အရက်တော့လိုက်စိတ်ညစ်တာတွေပျောက်သွားလိမ့်မယ်တကယ်လားကိုအောင်တွင်အရက်တော့ရင်စိတ်ညစ်တာပျောက်သလားတကယ်ပေါ့မင်းအရက်တော့ရင်ဒီမှာနည်းနည်းကြံသေးတယ်ဒီနည်းနည်းကလေးနဲ့ဘလို့လောက်မူးမလဲပြီးတော့ကိုအောင်တွင်ဦးကရော ကျမနဲ့အတူပျော်ပျော်ပါပါထပ်မတော့တော့ဘူးလားအေးဟုတ်တယ်နှစ်ယောက်အတူတူပျော်ပျော်ပါပါတောက်တင်တာပေါ့နေအောင် ကိုသွားပြီးထပ်ဝေလိုက်အောင်မေပြောပြောဆိုဆိုအောင်တွင်ဦးကဝမ်းသာအာရစပိန်ကိုဆွဲပြီးအရက်ဝေရန်အပြင်ကိုထွက်သွားရီမိမမာယာတဲကိုပြဆိုတဲ့စကားအတိုင်းမာယာညံသုံးပြီးဟန်ဆောင်ပြုံးလိုက်တဲ့အကျိုးကြောင့်မူရကိုတကားပိတ်ပြီးအခန်းထဲမှာထားခဲ့ရန်အောင်တွင်ဦးမေ့သွားပြီးအခါခွင်းကိုစောင့်နေတဲ့မူရကတကားများကိုတော့ခတ်ထားခြင်းမရှိတော့အိမ်ထဲကနေလွယ်လွင့်တကူအပြင်ကိုထွက်လာနိုင်ခဲ့ပြီး မိမိနေထိုင်ရာစက်ခွန်ရက်ွက်အင်ကို တကိုယ်တည်းတုတ်ချိတ်တင် ပြန်လာခဲ့သည်။မူရတယောက်ဖြတ်တန်းကြော်လွှားခဲ့ရတဲ့အန်တီရဲ့ညအိမ်မန်ဆိုးကြီးမှခြောက်ထားပွေကောင်းလီစွာ။ဟင်မူရဘလို့ဖြစ်တာလဲ။မနဲ့၄နိုင်ပဲရှိသေးတယ်။အတော်ကြီးကပြန်လာသလား။သူတို့ရော လိုက်မပူကြဘူးလား။မူရကဒရဇက်မေးလာတဲ့ဇော်ကြီးရဲ့မိကုံးများကိုစူးစမ်းအားတင်းပြီးမျက်နှာကိုတစ်ဖက်ကိုလွှဲပြီးဖြေလိုက်တဲ့ သူတို့လိုက်မပို့ကြဘူးအန်တီဝင်းသမီးတွေရောက်နေတာနဲ့ကျမလေးပြန်လာခဲ့တာဒါဆိုရင်လည်းအိမ်အောင်လေမအိတ်တော့ဘူးကျမထမင်းဟိုးတယ်လိုက်အောင်မယ်မကြခင်မိုးလင်းတော့မှာပဲအခုမှအိတ်ရင်လည်းမနဲ့နေမြင့်မနိုးမှာဆိုတော့ရှင်ဆိုင်ကနှင်းထွက်ရင်ထမင်းချန်စားမှတ်ပြီပဲဖြစ်နေမှာအေးအဲ့ဒါလည်းဟုတ်တာပဲဒါဆိုငါအိတ်လိုက်အောင်မယ်ဟုတ်ကဲ့ဇော်ကြီးကတော့စိုးရင်ပူပင်ကင်းမဲ့စွာနဲ့အိတ်ပြော်သွားကြည့်ပြီး ငူရကမိဖို့ကြောင့်မှတမင်ရင်ချက်ပြုတ်နေရင် အမျိုးမျိုးစဉ်းစားရီမနေ့ကကိစ္စအမှန်တိုင်းပြောလိုက်ရင်ကောင်းမလားအမှန်တိုင်းပြောလိုက်ရင် ကိုစော်ကြီးကငါ့ကိုရိုင်းနဲ့နှိပ်စက်နေအောင်မလားဒါမှမဟုတ်ငါ့ကိုမရိုက်ဖေးအောင်လွင်ဦးကိုဒေါသဖြစ်ပြီးဓာတ်နဲ့ခုတ်တာတို့ဘာလို့သွားလို့ရင်ဇော်ကြီးထောင်ကြမလားအဲ့ဒီခါကျရင်ပူဆိုးပြီးငါလည်းလင်းနဲ့ကွဲပြီးခလေးတယောက်နဲ့ဒုက္ခရောက်နေမလားအိုးအကောင်ဆုံးကတော့အမေတို့စီသွားနေတာကောင်းပြီ ဟုတ်တယ်ဒီကိစ္စတနေ့မဟုတ်တနေ့ဇော်ကြီးတည်တော်ရင်ငါ့ကိုတတ်မှာကိုဇော်ကြီးကျမကလေးကိုတတိရတယ်မမေတို့စီသွားပြီးတော့ကလေးကိုသွားခေါ်ခြင်းနေအေးငါလည်းငါသားကိုတတိရတာပဲဒါပေမဲ့တို့စီးပွားရေးမှာအဆင်မပြေတော့ကလေးပါရောပြီးတော့ဒုက္ခဆင်းရဲရောက်နေပါဦးမေကျမပူရှာမှာပေါ့ရှင်ကိုဇော်ကြီးလည်းစူးစမ်းပြီးပူရှာပေါ့မိသားစုတွေတိုက်တိုက်ဝန်းဝန်းကလေးနဲ့နေခြင်းလို့ပါ ဒါဆိုရင်လည်းသွားပုံမူရဒါပေမဲ့မကြစေနဲ့နော်ဟုတ်ကဲ့ပါတန်တရင်လီငင်းဆောင်လူတရင်လူချင်းဆောင်ဆိုတဲ့စကားတိုင်းဇော်ကြီးရဲ့ဇနီးမူရမောင်တခြားတမျိုးတရွာကို ထွက်သွားပြီဖြစ်ပေမယ့်မူရနဲ့အောင်လွင်ဦးတို့ရဲ့အပုံနဲ့လှိုင်းတဲ့တရင်မှာဇော်ကြီးထံကိုရောက်လာခဲ့ပြီဟဲ့ဇော်ကြီးနေမိမဘယ်သွားလဲဟမ်မမပါလားဘယ်ကလာတယ်လေမူရသူမိဘတွေစီခဏပြန်သွားတယ် ငါဈေးတဲကလာတာနင်ကငတ်တုံးမယ်နေမိမမူရနဲ့အောင်လွင်ဦးဆိုတဲ့အကောင့်တရင်ကတော့ဈေးတဲမှာပြန်နေပြီဘလို့လဲမမရဲ့မမပြောတာကျွန်တော်မရှင်းဘူးဗျအေးအဲ့ဒါကြောင့်နင်ကိုငတ်တုံးလို့ပြောတာငါကကို့မောင်ကိစ္စမလို့မခံနိုင်လို့ဟိဒီမှာနေမိမဟိုတနေ့ကအောင်လွင်ဦးလာခေါ်သွားတာအန်တီဝင်းဈေးုံတက်နေရလို့စောက်အိတ်ခိုင်းမို့ဆိုပြီးလာပြောတော်တာမဟုတ်လားဟုတ်တယ်လေ ေးအဲ့ဒါငါပြောမလို့အန်တီဝင်းကဘာမှမဖြစ်ဘူးမာလိုက်တာမှဒေါန်းဒေါန်းကိုမြည်လို့နေမိမကိုညာခေါ်ပြီးအောင်လွယ်ဦးကသူ့အိမ်မှာခေါ်အိတ်တာသူ့မိမနဲ့ကလေးတွေရန်ကုန်သွားနေကြတော့နောက်ပိုင်းမှာဖြစ်ချင်တိုင်းဖြစ်နေတာကဲရှင်းပြီလားဟွန်းမမပြောမှပဲကျွန်တော်သိတော်တယ်သိကြရောပေါ့ကွာဟဲ့ဟဲ့စုံအောင်နားထောင်လက်လို့စပယ်မလုံနဲ့မူရနောက်ကိုနင်းလိုက်သွားပြီး ငူရရဲ့မိဘတွေကိုအကျိုးချောင်းပြောပြပြီးတိုင်လိုက်။သူသမီးကိုသူမိဘတွေဆုံးမလိုက်မယ်။အောင်လွင်ဦးကိုတော့ရဲစခန်းမှာအမှုဖွင့်တိုင်လိုက်။ဥပဒေကသူတို့ကိုအပြစ်ပေးလိုက်မယ်။ကြားလား။ဟုတ်ကဲ့ပါမမ။မမပြောတဲ့အတိုင်းကျွန်တော်လုပ်ပါမယ်။အဲ့ဒါပါပဲဆရာ။ငူရရဲ့နောက်ကိုကျွန်တော်လိုက်သွားပြီးသူမိဘတွေကိုတိုင်ပြီးတဲ့အခါမိဘတွေကမူရကိုမေးမြန်းပြီးဆုံးမပါရဲ့။မူရပြောစကားအရာ မူရဟာကျွန်တော်ရန်ကိုကြောက်ပြီးအဖြစ်မှန်ကိုမပြောရဲလို့မိဘတွေစီရှောင်နေတယ်ဆိုတာကျွန်တော်လက်ခံပါရည်ကျွန်တော်ကိုယ်တိုင်ကလည်းစိတ်အခက်မသင့်တိုင်းမူရကိုလက်လွန်ချေလွန်ရိုင်းနှံဆုံးမခဲ့ဘူးပါရည်စရာဒါကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်မှုကိုအခွင့်အကောင်းယူပြီးကျွန်တော်မိမကိုညာခေါ်သွားပြီးအထမပြုခြင်းမှုစ조사ခဲ့တဲ့အောင်လွင်ဦးကိုတရားဥပဒေနဲ့အညီအရေးယူပေးပါခင်ဗျာ ဒေါသကြီးတဲ့စိတ်ဆက်တဲ့လူငယ်တယောက်ဖြစ်ပေမဲ့လူကြီးသူမရဲ့ပဲပြန်လမ်းညွှန်မှုကိုခံယူပြီးဥပဒေကိုလေးစားလိုက်နာတတ်တဲ့ကိုဇော်ကြီးကိုကျွန်တော်လေးစားမိပါရည်။မရထီရင်ဓာကြီးဆိုတဲ့ကျိန်မောင်းတတ်တဲ့ကျွန်တော်တို့မြမလူမျိုးတို့ရဲ့လက်တော့စကားအတိုင်းဇနီးမယားကိုစော်ကားသူ သူတထိုးကိုလက်တော့ပြန်တတ်ကြတဲ့တာရကများစွာရှိခဲ့ကြတဲ့အပြင်ဒူအမများရဲ့အကျိုးဆက်ကိုခံစားနေကြရသူအများပြားမှယနေ့ထက်တန်ရှိနေသေးတာကြောင့်ထိုလူအများထဲမှာမပါဝင်လို့သူကိုစော်ကြီးကို လူငယ်ပဲဖြစ်တော်လေဥပဒေကို လေးစားလိုက်နာသူတဦးအဖြစ်လေးစားမိခြင်းဖြစ်ပါရဲ့ကဲကိုစော်ကြီးပြောပြလို့ခမရအမှုတိုင်လို့ရတဲ့အကြောင်းရင်းကိုရပြီအမှုလမ်းကြောင်းအရာ အမှုစတင်ဖြစ်ပွားတဲ့နေရာ ဇတုံရက်ကွက်မှာဖြစ်တဲ့အတွက်အမတ်နေ့ရဲစခန်းပိုင်နေမြေမှာအမှုတိုင်တန်းရမှာဖြစ်ပါရည်ကျွန်တော်တို့ကအမတ်တေ့ရဲစခန်းဆိုတော့ကိုဇော်ကြီးအမှုဖွင့်တိုင်တန်းမှုအတွက်အမတ်နေ့ရဲစခန်းကိုကျွန်တော်ကိုယ်တိုင်လိုက်ပါပို့ဆောင်ကူညီပေးပါမယ်လာဗျာအခုပဲကျွန်တော်တို့သွားကြမယ်တာဝင်မှုဒူရဲအုံအောင်တန်းကအမှုတိုင်တန်းလို့သူကိုဇော်ကြီးတို့ဇနီးမောင်နှံကို အမတ်နေ့ရဲစခန်းကိုကိုယ်တိုင်လိုက်ပါပို့ဆောင်ပြီးအမှုဖွင့်တိုင်တန်းစီခဲ့တယ် ထိုအမှုနဲ့ပတ်သက်ပြီးအမတ်နေ့ရဲစခန်းမှုရဲဦးအေကုတ်ကိုထံကျွန်တော်ဝင်ရောက်တွေ့ဆုံပြီးမူကင်းကြဆင်းရေးနဲ့ပညာပေးသတင်းထုတ်ပြန်နိုင်ရေးအတွက်စခန်းမှုထံကို ခွင့်ပြုချက်တောင်းခံလိုက်တယ်။ဆရာကျွန်တော်ကိုကျေးဇူးပြုပြီးအောင်လွင်ဦးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကူညီပါလားဆရာ။သူ့ကိုမှတ်တမ်းဓာတ်ပုံလေးရိုက်ချင်ပါရဲ့။ဟာရပါတယ်သတင်းထောက်ရေး။မူကင်းကြဆင်းရေးတရားဥပဒေစိုးမိုးရေးရရွာအေးချမ်းသာယာရေးတို့အပြင် မြမအမျိုးသမီးများအကြမ်းဖက်ခံရမှုကာကွယ်ရေးအတွက်ပညာရေးအစီအစဉ်အတွက်တရင်ထုတ်ပြန်ပေးနေကြတဲ့ဂျားနဲ့အသီးသီးတွေကမြည်သည့်မှုခင်းတရင်ထောက်ကိုမဆိုးကျွန်တော်တို့ရဲတပ်ဖွဲ့ကတရင်ပေးဖို့အသင့်မှာအမြဲတမ်းအစဉ်အသင့်မှာစကမ်းမှုရဲ့ခွင့်ပြုချက်ကိုရယူပြီးနောက်တရားခံအောင်လွင်ဦးနဲ့ပတ်သက်သမျှအမှုအကြောင်းချင်းရာတို့ကို လေးလာမှတ်သားခြင်း တရခန်လွင်ဥခေါ်အောင်လွင်ဥကိုမှတ်တမ်းဓာတ်ပုံရယူခြင်းများပြုပြီးနောက်သတင်းထုတ်ပြန်နိုင်ရန်အတွက်သတင်းအချက်အလက်များရေးသားပြုစုနေချိန်မှာလူတယောက်ကျွန်တော်ထံကိုစိုက်စိုက်မြိုင်မြိုင်ကြီးရောက်လာခဲ့တယ်။အကိုအောင်လွင်ဥနဲ့ပတ်သက်တဲ့အမှုကလေးဖြစ်နိုင်ရင်သတင်းထုတ်ပြန်တာမျိုးမလုပ်ပါနဲ့လား။လူဆိုတာကအလွန်ခက်ပါရဲ့။ရဇဝေပြမှုတစုံတရာကိုမိမိသဘောနဲ့မိမိမဆူဆမ်းမစင်ခြင်းပဲ ကျူးလွန်လှုံ့ဆော်ကြပြီးနောက်ရဲတပ်ဖွဲ့ဝင်များတရားသူကြီးများဥပဒေအကျိုးဆောင်များနဲ့မူကင်သတင်းတောက်တို့ထံမိမိကျူးလွန်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးအပြစ်မယူပါရန်တတရာတတကြောင်စင်ကြေစင်လက်အမျိုးမျိုးပေးပြီးစီယုံကြတတ်တဲ့သဘောရှိပါရဲ့ရဲတပ်ဖွဲ့ဝင်များဥပဒေအကျိုးဆောင်များတရားသူကြီးများတို့ကရာဇဝတ်ပြစ်မှုတစုံတရာကျူးလွန်သူကို၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုရဲ့အတိတ်နဲ့ကိုလိုက်ပြီး ပြင်းမှုနဲ့ပြစ်ဒဏ်မျှတမှုရှိစေရန်ဥပဒေချိန်ခွင်ရှာကို မတိမ်မဆောင်းစေပေမမှန်ကန်ကန်အကျိုးဆောင်နေကြသူဥပဒေဘတ်တော်သားများဖြစ်ကြတဲ့ကဲ့သို့မူကင်းတရင်တောက်များအနေနဲ့လေဖြစ်ပွားခဲ့ပြီးတဲ့ရာဇဝတ်ပြင်းမှုများနဲ့ပတ်သက်ပြီးနောက်အလားတူဖြစ်ရမျိုးနောက်ထပ်တစ်ဖန်တမ်းမှန်မဖြစ်ပွားရေးအတွက်မူကင်းကြာစင်းရေးရည်ရွယ်ချက်နဲ့မူကင်းစတင်ဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ထိုပြင်းမှုနဲ့ပတ်သက်ပြီး မြည်တို့မြည်ပုံပြည်တံမီများကြခံရကြောင်းအများပြည်သူတို့သိရှိစေရန်နှင့်အပြည့်ရှိသူများစင်ကြင်နိုင်ကြစေရေးစားရည်ရွေချမ်းများနှင့်တရင်များရာယူစူဆောင်းပေးနေသူများဖြစ်ကြောင်းတည်ထားပြီးဖြစ်ပေမဲ့ပြမှုကျူးလွန်ရန်ဝန်မလေးကြပေပြမှုတစုံတရာကိုမိမိသဘောဆန္ဒနှင့်ပြုလုပ်ကျူးလွန်ကြပြီးနောက်တရားဥပဒေနှင့်ရင်ဆိုင်ကြုံတွေ့ရမယ့်အခါ စိုးရိမ်ခြင်းကြောက်လန့်ခြင်းများဖြစ်ပေါ်လာပြီးနောက်မှရတဲ့နောင်တများနဲ့အတ္တိတရားများဝင်လာကြတဲ့မိမိတို့အပြစ်တွေတတ္တရာတတ္တကြောင့်လို့ရလို့ကြောင့်အခွင့်အရေးတောင်းဆိုတတ်ကြသည်မှာဓမ္မရာပဲဖြစ်ပါရဲ့ယခုလေအောင်လွင်ဥယျာဉ်တရင်ကိုဂျာနယ်ရဲ့မထေရန်ကျွန်တော်ထံကိုလူတယောက်လာပြီးအရေးဆိုနေပြန်တော့ထို့ကြောင့်ကျွန်တော်ကစိတ်မသက်မသာစွာနေဒီလိုရှိရဲ့ဗျ အောင်လွင်ဦးကိုတက်ထားတဲ့ပုံမှာက386မြင်းဆောင်917ဆိုတာခဏလေးသိပြီးရောပေါ့မြမမှုနေပေမှာဒုသနတော်ဆိုတဲ့စကားကြီးလေးလုံးရဲ့အတိတ်ပဲပြည့်ပြည့်စုံစုံကိုလူအတော်များများသိကြင်မှသိမယ်ဒါပေမဲ့ဒုသနတော်ဟေးဆိုရင်တော့လင်းရှိမယာသူတပမယာကိုစော်ကားပြမားတဲ့သူရှင်းရှင်းပြောရရင်တော့ကြာကူလီပေါ့ဗျအဲ့ဒီလိုလူတန်းစားလို့လူတိုင်းနားလေကြတယ်အဲ့ဒီလို ဖောက်လွဲဖောက်ပြန်လူရန်စားကိုကျွန်တော်တို့မြမရဲချင်းမှုထုံးစံအရာအင်အလေလိုက်ဖို့တောင်မဖိတ်ခုံအဲ့ဒီလောက်အထိယုံမုန်းကြတယ်ပေါ့ဗျအဲ့ဒီလူရန်စားမျိုးဟာလက်ရှိဘဝမှာလေလူတကာယုံမုန်းတဲ့တန်းပဝင်းချင်းကဝိုင်းပေတဲ့တန်းတရားဥပဒေရာ အေးအေးယူတဲ့တန်းတွေခံရပြီးနောင်တမလွန်မှာ အပေငရဲမှာလေနှစ်ပေါင်းများစွာဘဝပေါင်းများစွာမြုပ်ချီတကာပေါ်ချီတလဲနေကြီးစွာဒုက္ခကိုခံစားရရပြီဗျ အတက်လာဝအပြစ်ကြီးတဲ့အမှုမျိုးကျူးလွန်တဲ့ကိစ္စပညာပေးသတင်းထုတ်ပြန်မှုကျွန်တော်တို့အနေနဲ့အတိအကျလှုံ့ဆော်ရမှာဖြစ်တယ်လို့ဒီကနေ့မြန်မာနိုင်ငံမှာမြန်မာအမျိုးသမီးများအကြမ်းဖက်ခံရမှုတွေပပျောက်အောင်ဆောင်ရွက်နေတဲ့မြန်မာနိုင်ငံအမျိုးသမီးရေးရာ ကော်မတီရဲ့ရည်တည်ချက်တွေကိုပေါ်ပြပေးရမေးဗျဒါကြောင့်ဗျာကိုအောင်လွင်ဦးနဲ့ကိုအောင်လွင်ဦးလိုလူဒန်းစားတွေကိုကျွန်တော်တို့ခုတော့အကြံပြုလိုက်ချင်ပါတယ်အခုလိုလင်းရှိမယားတယောက်ကို စော်ကားမော်ကားမပြုတ်ခင်ဒါမှမဟုတ်ကိုစိတ်အလိုကိုလိုက်ပြီးစော်ကားမော်ကားပြုတ်ပြီးပြီဆိုတော့ဗျအဲ့ဒီလိုအချိန်တွေမှာ အခုကိုက သူတစ်ပါးရဲ့သားမယားကိုစော်ကားတယ်လို့စော်ကားဖို့ကြိုးစားတယ်လို့ကိုဇနီးမယားကိုလေတပါးသောယောက်ျားကစော်ကားမယ်ဆိုရင်စော်ကားဖို့ကြံခဲ့မယ်ဆိုရင်ကိုအောင်လွင်ဦးအနေနဲ့ဒါမှမဟုတ်ကိုအောင်လွင်ဦးလိုလူတန်းစားတွေအနေနဲ့ဘလို့များခံစားရမလဲလို့နေရာချင်းခဏလဲပြီးခံစားကြည့်လိုက်စေချင်ပါ रे ဗျာ ဒါဆိုရင်စာနာစိတ်တွေဝင်လာပြီး မှုကင်းကြစင်ရေးဥပဒေစိုးမိုးရေးရရွာအေးချမ်းသာယာရေးနဲ့မြမအမျိုးသမီးများအကြမ်းဖက်ခံရမှုတိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေအတွက်အများကြီးအထောက်ပံ့ဖြစ်လာမှာပါ။စာရေးသူဇေယျကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။